မင်္ဂလာရှိသောနေ့သစ်လေးမှာရှင်စင်က Luxury Living Experience ကိုရရှိပြီးအရင်သေးကောင်းတဲ့စံနှုန်းတစ်ခုဖြစ်ပြီးတော့ဝယ်ယူသူအနေနဲ့စိတ်ကျေနပ်မှုကိုရရှိစေမယ့်အခန်းကိုဟောက်ဆိုးလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပင်ကန်းကျုံမျိုးနယ်ရဲ့ငမိုးရိပ်ရက်ကွမ်းငမိုးရိပ်လမ်းတွေမှာတည်ရှိနေတဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်ရှင်။ ဝရနာစပိမှာဆိုရင်ကြေပြာခင်းပေးတာမယ်တကားနှစ်ထပ်ကိုလုံးဝစင့်ဖြောင်တက်ဆင်ပေးတာပြီးတော့ပရင်ပေါက်ပတ်ပတ်လည်းမှာတန်ပန်းဆန်းရှိတွေတက်ဆင်ပေးတာပဲဖြစ်ပါတယ်ရှင်အရှိမျက်နှာစာပြူကောက်ကောက်မြင်ရပြီးတော့အလင်းအောင်ကောက်ကောက်ရမယ်လင်းဝင်လေးထွက်လဲကောင်းမဲ့ပရင်ပေါက်တွေပါဝင်ပြီးတော့ကိုရီးယားကျုပ်ဆဲလိုက်ကများကိုတက်ဆင်ပေးတာပဲဖြစ်ပါတယ်ရှင်စီလင်မှာအလှချက်တွေနဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးတာပဲဖြစ်ပါတယ်ရှင် living room area space မှာ air condition လုံးတက်ဆင်ပေးထားပြီးရောလှပတင့်တယ်ခန္ဓာမဲ TV ကိုစိုးထားရှိပေးထားမယ်မာဘယ်ဝိနဲ့ဘောင်ခတ်အလှဆင်ပေးထားပြီးရောအိတ်ခန်းတခန်းဖွဲ့ပေးထားမယ်အိတ်ခန်းဧကန်မှာပါကင်းအပြည့်ခင်းပေးထားပြီးရောကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီးဘရေကာများတက်ဆင်ပေးထားပဲဖြစ်ပါလိမ့်ရှင်အိတ်ခန်းအပြင်ဘက်မှာဆိုရင်ဒီတင်နေတဲ့ပုံဖော်အလှဆင်ပေးထားပြီးရောမီးအမြုပ်လေးပါဝင်တာပဲဖြစ်ပါလိမ့်ရှင် living room area space အကျယ်ကြီးပေါ့နော်တခန်းလုံးရေမီစေချမ်းကလုံးဝအစ်စ်ကို အသုံးပြုရမှာပဲဖြစ်ပါတယ်ရှင် slide တော့အသုံးပြုပေးထားပြီးတော့မန်တင်ကုန်ပါဝင်မယ်ဒီဘက်ဘေးဘက်မှာဆိုရင် partition box လေးပါဝင်တာပဲဖြစ်ပါတယ်ရှင် kitchen room မှာဆိုရင်ကြွေပြားအပြည့်ခင်းပေးထားပြီးတော့အဝင်းလျှော်စမ်းရေခဲတက်တာတီးတန့်ထားလို့ရမယ့်နေရာကိုတေချာလေးလုပ်ပေးထားပဲဖြစ်ပါတယ်ရေချိုးကန်အိမ်သာတီးတန့်ပါဝင်မယ်မီးခလုတ်တွေကိုကောက်ကောက်အသုံးပြုပေးထားပဲဖြစ်ပါတယ်ရှင်ဘေးစင်နေရာနဲ့မီးဖို့ခုံကိုတေချာအသုံးပြုပေးထားပြီးတော့အဝီစီချိုးပြူရေနှလိုင်းပါဝင်တာပဲဖြစ်ပါတယ်ရှင် အမဂျင်စီအပေါက်မှာဆိုရင် လုံးဝဆင့်ဖြစ်အောင်တင်သားတကားကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်။တခန်းလုံးကိုကြည့်ပြီးလို့ကြိုက်သွားပြီဆိုရင်ရွှေစင်းကိုဆက်သွယ်ပေးပါရှင်။တိုက်အလှည့်ကအနောက်မြောက်ဖြစ်ပြီးရောအယောင်စင်းနှုံးကတော့ 3290ကိုမှအထူးညီနိုင်အောင်ချပေးသွားမှာဖြစ်ပြီးတော့လူကြီးမင်းတို့အနေဖြင့်ဗန်းနဲ့ချိတ်ဆက်ဝယ်ယူခြင်းနဲ့ဆိုပါကလည်းဝယ်ယူလို့ရပါသေးတယ်ရှင်။မိန်းလမ်းမကြီးနှစ်ခုဖြစ်တဲ့ရေသနာလမ်းမကြီးနီးပြီးတော့တန်တူးမလမ်းမယူတဲ့ပောက်တဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်။အလွှာအနေနဲ့က၄လွှာဖြစ်ပြီးရောအခန်းရဲ့အမြင့်က၉ပေရှိပါတယ်ရှင်။နှလုံးသားတွေနှွေးထွေးစေမယ့်အေးချမ်းလုံခြုံမှုတတ်တောက်တတ်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစုမုံကောက်တောင်းပေးလိုက်ပါတယ်ရှင်။